အမေရိကန်ကဗီနီဇွဲလားပြည်မကြီးကိုတိုက်ခိုက်လာနိုင်တဲ့ဆိုတဲ့စိုးရိမ်မှုတွေရှိနေတဲ့ကြားတွင်အမေရိကန်စစ်သည်မော့တစဉ်အနီးနားမှာရှိတဲ့ထရီနီတက်နဲ့တိုဘာဂိုကိုရောက်လာတာဟာအနေရများတဲ့ရန်စားမှုဖြစ်တယ်လို့အော်တိုဝါ26ရက်မှာဗီနီဇွဲလားနိုင်ငံကဝေဖန်ခဲ့ပါတယ်။ပယ်ထိန်ဒုံးကျည်ဖြတ်သည်မော့ The USS Gravely ဟာ၄ရက်ကြာခရီးအတွက်အော်တိုဝါ26ရက်မှာထရီနီတက်နဲ့တိုဘာဂိုမြို့တော် Porosbin ကိုဆိုက်ရောက်လာခဲ့ပါတယ်။ ဒေခရီးမှာဒေသခံကောက်ကွေးရေးတပ်ဖွဲ့တွေနဲ့အတူပိုရဲစီရင်လေ့ကျင့်မှုပြုလုပ်မယ်လို့သိရပါတယ်။မူရင်းစေဝါမှာခိုးကူးသူတွေကိုအမေရိကန်စစ်တပ်ကကာရီဘီယံနဲ့ပစိဖိတ်တို့မှာတိုက်ခိုက်မှုတွေပုံမလုံဆောင်လာချိန်မှာအမေရိကန်သမ္မတဒေါ်နယ်ထရမ့်ကဗင်နီဇွဲလားကိုတွယ်ဝိုက်အရေးယူမှုတွေပြုလုပ်ရေးအတွက်ခွင့်ပြုပေးထားတယ်လို့ပြောကြားထားပါတယ်။အမေရိကန်ရဲ့မူရင်းစေဝါနှိမ်နှင်းမှုစစ်ဆင်ရေးကြောင့်ဒေသဆိုင်ရာတင်းမာမှုတွေမြင့်တက်လာခဲ့တာဖြစ်ပါတယ်။မာဒူရိုကအမေရိကန်ဟာဗင်နီဇွဲလားအစိုးရအဖွဲ့အပြောင်းလဲဖြစ်ဖို့ကြိုးပမ်းနေတာဖြစ်တယ်လို့စွပ်စွဲထားပါတယ်။